ိုးတိတ်တန့်စွာရွာသွုံးတဲ့ညတညရွာထဲကမအောင်မြင်တရားဘိုင်းနာလာတယ်။တာအုပ်ဖြစ်တာကတကြောင်သူကိုယ်တိုင်ကလည်းအသေးငယ်တာကြောင့်မမဖွားနိုင်ဖြစ်နေရမအောင်မြင်ဘလူးလဲခံစားနေရတဲ့အချိန်မအောင်မြင်ယောက်ျားလည်းဘာလို့လို့ဘာကံရမှန်းမသိဖြစ်နေပါလေ။မြို့တစ်စေယုံကိုပို့မှဖြစ်မယ်။အရက်လက်တဲ့အမိမွေးကအော်ပြောလိုက်တယ်။သူမမွေးပြနိုင်ဘူးဆိုတာသိလို့ပြောတာဖြစ်မယ်။စေယုံလို့ပြောလိုက်တာနဲ့ကိုရွှေခေါင်းနဲ့ရောက်လာတာ မွေးဖွားစရိတ်လွှတ်ထည့်ရှိတာဟာအရက်တဲကိုပေးဖို့အတွက်သာလုံလောက်တဲ့ပမာဏဖြစ်ပါတယ်။ငါမိမစဲယုံကိုအရင်ရောက်ဖို့ကအရေးကြီးတယ်။ကျွန်တော်ကိုနောင်ခါလာနောင်စည်းပဲ။ကိုရွှေတယောက်မအုံမြင့်ကိုစဲယုံဖို့ဖို့လူအကူကြီးသွားခေါ်ဖို့မိုးရီတဲကိုပြစ်ထွက်ခဲ့တယ်။ဂျောအလဲညောင်မင်းအိုဂျီနာရောက်လာတယ်။ကန်ဆိုးသူကကိုရွှေစီကြောက်လာတယ်။ညောင်မင်းအိုဂျီဟာကြောင်းမဲ့ဖွယ်မြည်ဟီတန်ကြီးနဲ့တူကိုရွှေပေါ်ပြိုလဲပြေးကြသွားခဲ့တယ်။ကိုရွှေတယောက် ချက်ချင်းမသိပဲနဲ့မင်းနဲ့အနေငယ်ကြာမှာပဲအကျိုးတွေဆွဲကတည်ဆုံတော့ခဲ့ပါရယ်။ကញ្ញမဆိုးတာဘယ်တော့မှတယောက်တည်းမလာဘူးဆိုတဲ့စကားအတိုင်းပါပဲ။ကိုရွှေညောင်မင်းပြီပြီးတည်ဆုံပြီး မရှိမနှောက်ပါပဲ။မိမဖွားနိုင်ဖြစ်နေတဲ့မအုံးမြင့်လေသူ့လင်ရှိရာမရဏလန်းကိုကောက်ကောက်ပါအောင်လို့လိုက်ပါတော့ခဲ့ရပါရယ်။ကိုရွှေတို့လင်များနှစ်ယောက်အလောင်းတွေကိုချန်ပြင်းမှာထုတ်ထားတယ်။လေးတိုင်စင်နှစ်ခုနဲ့အခောင်းတွေကိုတင်ထားတယ် ၃ရက်မြောက်တဲ့နေ့မှာအလောင်းလေးကိုမြင်ချဖို့စီစဉ်ခဲ့ကြတယ်။မြေမြုံမဲ့အဖွဲလည်းအခောင်းလေးကိုထန်းသူကထန်းအရက်ပုံးဆွဲသူကဆွဲမိုးရီထဲမှာတုတ်တန်ကိုထွက်ခွာသွားကြတယ်။ကျမဆုံးနဲ့ကြုံတွေ့ခဲ့ရသူကိုရွှေနဲ့မန်အောင်မြင့်တို့ရဲ့အာသုဘကိစ္စလည်းနှစ်ထီတန်ခဲ့ပြီးတခုတော့ရှိသေး။တရွာလုံးထိတ်လန့်ခြောက်ခြားသွားတဲ့အဖြစ်ပြက်ဆိုးတွေကအဲ့ဒီညမှာပဲစတင်ဖြစ်ပေါ်ခဲ့ပါတယ်။ဟုတ်ပါတယ်။အဲ့ညမှာပဲအသေးတုံဥတုံစရာကောင်းလာတဲ့ခွေးဥတန်ကြီးကိုစပြီးတော့ ကြားခဲ့ရတာဖြစ်တယ်။တင်ချိုင်ကုန်းကခွေးဥတန်ကြီး။ညသကောင်နောက်မှာတင်ချိုင်ကုန်းဘက်ကဆွဆွဲငငယ်ဥလိုက်တဲ့ခွေးဥတန်ကြီးထွက်ပေါ်လာခဲ့တယ်။ကြက်တရေမရှိတဲ့ခွေးဥတန်ကြီးမှအားလုံးဟာတန်းပြီးတော့တည်ကြတယ်။မကြခင်မှာရေထဲမှာတပန်းပန်းခြေတနေတူ ခွေးနဲ့ကြီးတကောင်ဂျွာထဲကိုဝင်လာတာကိုတွေ့ရတယ်။တာမန်ခွေးတွေထက်နှစ်ဆသုံးဆလောက်ကိုတဲ့ကြီးမှပြီ။ဂျွာထဲကခွေးတွေဘလို့ပဲဝိုင်းဟောင်းဟောင်းခွေးနဲ့ကြီးကဂယုမဆိုင်ပင်နဲ့ ဦးမြဲတိုင်ဦးနေတယ်။ခဏနေတော့ခွေးနဲ့ကြီးထောက်ကသွားတယ်။တပွမ်းပွမ်းခြေတန်တဲ့တူတူလုံနေတူတဲ့မဲမဲကြီးနှစ်ခုကိုလည်းတွေ့ရတယ်။ကောင်းကင်မှာမိုးသားအနှဲငယ်ရှိပေမဲ့မိုးရွာခြင်းမရှိတာကြောင့်မဲမဲတရံနှစ်ခုကိုကောင်းကောင်းမြင်တွေ့ရတယ်။ဘယ်သူဘယ်ဝါဆိုတာတိတိကျကျမမြင်နိုင်ပေမဲ့ယောက်ျားတယောက်မိန်းမတယောက်ဆိုတာကိုတော့ခွဲခွဲခြားခြားသိနိုင်ပါတယ်။ခွေးနဲ့ကြီးဝန်လာတော့ကဝိုင်းပြီးတော့ထိမ့်မနိုင်သိမ့်မနိုင်ဟောင်းနေတဲ့ခွေးတွေလည်း အခုမမဲကြီးနဲ့ကောင်ကိုကြတော့မဟောင်းရဲပဲနဲ့အမိတွေကုတ်ကအိမ်အောက်ကိုပြေးဝင်ကုန်တယ်။မမဲတရံနှစ်ခုလည်းရေတော်တဲကိုလမ်းလျှောက်သွားရင်ရွာတစ်ဖက်အရောက်မှာတော့ပျောက်ကွယ်သွားတယ်။မနက်မိုးလင်းချိန်မှာတော့ညကတွေ့ရတဲ့မမဲတရံကြီးနှစ်ခုအကြောင်းရွာထဲမှာရှိတဲ့ယောက်ျားမိန်းမတွေရဲ့ပါဇက်ပြားမှာဟိုးလေးတစ်ကြောကြောဖြစ်ခဲ့ရတယ်။အဲ့ဒီမမဲတရံနှစ်ခုကလည်းကိုရွှေတဲ့မအောင်မြင့်ဖြစ်မယ်ဆိုပြီးခံမှန်းချက်တွေကလည်းတစ်ဆင့်စကားတစ်ဆင့်နားနဲ့နာမည်ကြီးလာတယ်။ဒီကိစ္စကြောင့် အရွာလုံး၆ချားနေတော့ထူးဆန်းတဲ့ကိစ္စတခုဖြစ်ပေါ်လာတယ်။အဲ့ဒါကတော့ရွာနောက်ဘက်ဖြာမှနေတဲ့ဥထွန်းတယောက်အကောင်းကြီးကနေရုတ်တရက်လဲကျတေဆုံးသွားတဲ့သတင်းပဲဖြစ်တယ်။တကယ်တော့ဒီရွာလူတယောက်တည်းရဲ့သုံးလုံးပြေမှရစ်တယ်ဆိုတော့အယူဆွဲရှိတဲ့ရွာတရွာလည်းဖြစ်တယ်။အခုကိုရွှေဆုံးတော့မအုံးရင်ပိုက်တဲ့ကကလေးပါဆုံးတယ်။အလုံးပေါင်းရင်သုံးလုံးပြည့်ပြီးချင်းကျေသွားပြီလို့လဲတတ်မှတ်ကြတယ်။အခုတော့ကိုရှိတို့လင်မယာချက်တောင်မလဲရသေးဘူး။ နောက်တလောင်းထပ်သေးပြီ။ညကရွာထဲကိုဝင်လာတဲ့မကောင်းဆိုးဝါးနှစ်ကောင်ကပဲဦးထွန်းကိုမရဏလန်းကိုခေါ်ဆောင်သွားလိမ့်သလား။တန်တရားတွေဝင်လာကြတယ်။ဒါကအစပဲရှိသေးပြီးဖြစ်ရဆိုတွေဟာဆက်ပြီးတော့လာခဲ့တယ်။ဦးထွန်းတည်တဲ့ညမှာပဲကြောက်စရာဦးတန်ကြီးနဲ့တူတူခုနှစ်ကြီးရွာထဲကိုထပ်ပြီးတော့ဝင်လာခဲ့ပြန်တယ်။မဲမဲတရံမကောင်းဆိုးဝါးနှစ်ကောင်ကိုလည်းထပ်ပြီးတော့တွေ့ကြပြန်တယ်။အဲလိုတွေ့ပြီးနောက်နေ့မနက်အသက်59နှစ်ရွယ်ကောင်မလေးတယောက်ကောက်ခံငယ်ကပဲ ထပ်မံသိဆုံးသွားခဲ့ပြန်တယ်။အခြေအနေတကတခါမှမကြုံမှုတဲ့ပုံစံဖြစ်နေပြီးထိတ်လန့်ခြောက်ခြားစရာလည်းကောင်းတယ်။ခွင်းနေကြီးကအခုဆိုညတိုင်းဆွဲဆွဲငငယ်အိုးပြီးရွာထဲကိုရောက်ရောက်လာတတ်တယ်။ခွင်းနေကြီးတွေရွာထဲကိုဝင်လာတိုင်းနောက်ကနေမကောင်းဆိုးဝါးမမဲကြီးနှစ်ကောင်လည်းပါလာတယ်။လူတွေကလည်းနေတိုင်းနေတိုင်းတနေ့ကိုတရားနှုံးနဲ့တင်နေကြတာ။အခုဆိုစုစုပေါင်းခုနှစ်လောင်းရှိသွားခဲ့ပြီ။မကြုံစဖို့ထူးဆန်းတဲ့ဖြစ်ရတွေကြောင့်လူတွေလည်းထိတ်လန့်လာတယ်။ ခြောက်လဲခြောက်ချလာတယ်။ရေချားမြေချားရွာချားရင်ကျမစိုးရရဲ့စကန်ကလွတ်တယ်ဆိုတဲ့အယူအဆတွေကြောင့်တချို့မိသားစုတွေဟာတခြားရွာတွေကို ပြောင်းရွှေ့သွားတဲ့အထိဖြစ်လာခဲ့တယ်။ရွာထဲမှာပရိတရားတွေနားရတယ်။တန်ပုံတီးပြီးတော့မကောင်းဆိုးဝါးတွေကိုနှိမ်ထုတ်ကြတယ်။ဘလို့ပဲဖြစ်ဖြစ်အခြေအနေတွေကပိုပြီးတော့ဆိုးလာတယ်။လူတွေရဲ့အကြောက်တရားကလည်းတစတဲ့တစပို့ပို့ပြီးတော့ဆိုးလာခဲ့ပါတယ်။ဒီချိန်မှာသတင်းတစ်ခုထွက်ပေါ်လာတာ။အဲ့ဒါကတော့ ကိုရွှေတို့လင်များကိုကျင်းတခြင်းထဲမှာထပ်ပြီးတော့မြုပ်ခဲ့တယ်ဆိုတဲ့သတင်းစကားပဲဖြစ်တယ်။ဒီသတင်းဟာအဖြစ်ဖြစ်နဲ့ပြန့်နှံ့လာတဲ့သတင်းကြောင့်ရွာရဲ့လူကြီးတွေဟာဒီသတင်းမှန်မှန်မှန်ဆိုတာစတင်စုံစမ်းလာတယ်။ဒါကြောင့်ပဲအလောင်းမြုပ်တဲ့သူတွေကိုခေါ်ပြီးတော့မေးကြတယ်။ဒီချိန်မှာမှအဖြစ်မှန်ကပေါ်လာခဲ့ပါတယ်။ကိုရွှေတို့လင်များကိုမြေချတဲ့နေ့ကမိုးများပြီးတော့တုတ်တန်တစ်ခုလုံးရေတွေပြည့်ချန်နေတယ်။မြေမြုပ်ထားတဲ့တချို့အကောင်းနဲ့ဆိုဖုံးထားတဲ့မြေကြီးတွေပါ ရေထဲပါသွားပြီးတော့အကောင်းတွေအကုန်လုံးပဲပေါ်နေတာတွေ့ရတယ်။ဒီတော့ကာလာတာအုပ်စုလည်းကိုရှိတို့လင်မယားရဲ့အလောင်းတွေကိုမြုပ်ဖို့နေရာရှာတဲ့အခါကံကောင်းပြီးပေါ့ပင်ကြီးတပင်အောက်မှာရေမမြုပ်သေးတဲ့ကုန်းကမူလေးတစ်ခုကိုတွေ့ရတယ်။ပထမအုပ်စုအရက်ပုံးကိုအလဲမှာချပြီးတော့တောက်ကြစားကြတယ်။ပြီးတော့မှကျင်းတူးတယ်။ကျင်းကလည်းနည်းနည်းနဲ့တာနဲ့ရေတွေကစိမ့်ထွက်လာတယ်။ရေတွေကိုခတ်လိုက်တူးလိုက်နဲ့တော်တော်လေးကို ခက်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 တူးကြတယ်။ ဒီလိုနဲ့နောက်ဆုံးသူတို့အချင်းချင်းတိုင်ပင်ပြီးတော့ကျင်းကိုတစ်ချင်းပဲတူလိုက်ကြတယ်။နောက်မှတည်တဲ့လူကို အရင်ချလို့ပြောပြီးတော့မအိုးမြအလောင်းကိုအရင်ချတယ်။ဒီမှာကိုရှူရဲ့အလောင်းကိုအပေါ်ကနေချပြီးတော့မြိန်မြုပ်လိုက်ကြတယ်။ပြီးတော့ဒီကိစ္စကိုဘသူကမှမပြောဘူးလေသဘောတူခဲ့ကြတယ်။ကလာသားတွေရဲ့အရက်မိုးပြီးတော့ပေးဆလွယ်လောက်ခဲ့တဲ့ကိစ္စဟာအလောင်းနှစ်ထပ်မမြုပ်ရဘူးဆိုတဲ့တင်ညာစီကံကိုဖောက်ပြလိုက်တာပဲဖြစ်တယ်။မသိလို့ပဲလို့လို့ ိလို့ပဲလို့လို့အလောင်းနဲ့တက်မြောက်ရင်ရွာနာမယ်လူတွေအဆက်မပြတ်သိမ်းမယ်ဆိုတဲ့ရှေ့စကားတိုင်းပဲသူတို့ရွာလေးကိုကြမှာစိုးကဝင်ငယ်ရပါတယ်တော်သေးတာကစောစောတိကြရလို့နောက်ကြမှသိရင်တော့ဒီရွာလေးပြက်စီးသွားပြီအေကံမို့ကြပဲရွာလူကြီးတွေဟာကလာသားလေးကိုစွတ်စွတ်ဆက်ဆက်နဲ့စုံညမကြတယ်ပြီးတော့ဂျမ်းမရဖားတွေဟာနားလေသူတွေနဲ့တိုင်ပင်ပြီးတော့တင်ញိုင်ကုန်းကိုသွားအရှင်မမဖဲဝါကိုကတော့ဘွဲနဲ့တောင်းမှန် ကိုရှိတို့လင်များကို မြှောက်ထားတဲ့ကျင်းကိုပြန်ဖို့ပြီးတော့ဘေးကျင်းကတကျင်းစီမြုပ်ပေးလိုက်ကြတယ်။တင်းကြီးမှာအလောင်းနဲ့ထမြုပ်လို့မကြုံစဘူးထူးထူးခြားခြားခွေးဥတန်နေကြရတယ်။ခွေးနဲ့ကြီးနဲ့မကောင်းဆိုးဝါးတွေရွာတွေကိုဝင်လာတယ်။လူတွေနေစဉ်ရက်ဆက်သေးကြတယ်။တချို့ကဒီကိစ္စတွေဟာတိုက်ဆိုင်မှုလို့သတ်မှတ်ပြီးတချို့ကတော့လက်ခံယုံကြည်ကြတယ်။အလောင်းနဲ့ထကိုဖယ်ရှားလိုက်တာနဲ့ခွေးနဲ့ကြီးနဲ့မကောင်းဆိုးဝါးတွေ ရွာလေးကိုဝင်လာတာမျိုးမရှိတော့ပဲရွာလေးရာပုံမှန်ချင်းတွေကိုပြန်လဲရောက်ရှိသွားခဲ့ပါတယ်။ဓလေးရဲ့ထုံးစံတွေကိုဓလေးတစားလှုပ်ဆောင်မှုလိုအပ်ကြောင်းရွာရဲ့ကာလာသားတွေလည်းအားလုံးသဘောပေါက်သွားကြပြီလဲဖြစ်ပါတယ်။